ကျမ်းမာတော်မူကြပါစားခမညာ K Media NU Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ပြောရင်းနဲ့ဒါဗိုလ်ချုပ်မူကြီးကဟိုမွန်မွန်နေမှာပေါ့နော်မွန်ဝါနေမှာသူအမှတ်တရပြောတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါလေးလည်းကျွန်တော်အဲထည့်ပြောချင်လို့ကျွန်တော်ဒီနေ့ထည့်ပြောဘာဖြစ်လို့ပါနော်မွန်ပြည်နယ်မွန်နဲ့ပတ်သက်တဲ့မွန်နေပေါ့ဗျာမွန်နေပေါ့ဒီလိုပဲပြောပါအလွယ်ခေါင်းမွန်နေပေါ့အလွယ်ခေါင်းမွန်နေပေါ့နော်ဆိုတော့အာမွန်ပြည်နယ်နေအခမ်းအနား ဒီနေ့စကွေးနေမှာကြောက်တာအဲ့ဒါမှာပူဂျူမူကြီးကပြောတဲ့စကားလေးကလိုရင်းနာ point လေး short to the point လေးပြောရင်တော့လက်နက်ကင်တိုက်ပွဲတွေရပ်ပေးကြဖို့ပူဂျူမူကြီးကသူပြောတာလက်နက်ကင်တိုက်ပွဲတွေရကြပါလို့သူကပြောတာခေါင်းဆောင်တောက်နေတယ်သူပြောတာဒီချိန်မှာသူကဘာပြောလဲဆိုတော့อืมလိုရင်းအပိုင်ဖတ်ပြပါတော့မယ်နော်ဒီနေ့ဖြစ်ပေါ်နေတဲ့ လက်နက်ကင်ပြိပခါနဲ့လက်နက်ကျမ်းပဲတိုက်ခဲ့မှုကတဲ့နိုင်ငံရေးအမြင်မတူညီမတူညီမှုတွေကိုအခြေခံတကယ်တို့တတိတခြားရက်တီလိုစိတ်နဲ့အတ္တကျိုးစည်းပွားကိုသာရှင်းတင်နေခြင်းကြောင့်လဲတဲ့ပေါ်ပေါ်လာခြင်းဖြစ်တယ်တဲ့နေအမြင်သီးသီးမှာတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်ရဲ့အမြင်ခံကျမ်းပဲသမားတွေရဲ့တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အခြေအနေအခြေခံဆောက်အုံတွေဒေသခံပြည်သူတွေအသက်အိုစီးစီးနေပြတ်သုံးလာပြီးဆင်းရဲဒုက္ခတွေရောက်နေကြပါတယ်တဲ့အကြမ်းဖက်မှုတွေကိုနောက်ွယ်မှာပြည်တွင်းပြည်ပကအမျိုးမျိုးသောပတ်မှုမှုတွေနဲ့သွေးရုံးလုံဆောင်မှုတွေမှာပါဝင်နေတယ်ဆိုတာကိုလည်းနိုင်ငံသားတိုင်း တိချက်တင်ပြီးတော့စီလုံးညညမှုပြက်ပြားရာကနေဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုသင်ခန်းစာယူကြဖို့အချိန်ခါလေးကြောက်နေပါပြီတဲ့။ယနေ့လက်နက်ကိုင်တိုက်ပွဲများနဲ့စုဖို့ကြမ်းဖက်မှုများလှုပ်ဆောင်နေကြတဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းပတ်သက်သူတွေဟာတဲ့ပြည်သူတွေကိုဒုက္ခရောက်စေပြီးတော့နိုင်ငံကိုအန္တရာယ်ကျရောက်စေတဲ့လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှေ့ရှုပြီးတော့ရပ်တန့်ပေးချဖို့အတိပေးမှာကြလို့တယ်တဲ့။နိုင်ငံသူနိုင်ငံသားအလုံးစီလုံးညညစွာနဲ့ပြည်သူစုကိုရင်ခံပြီးတော့နိုင်ငံတော်ကိုဝိုင်းဝန်းထိမ့်သိမ့်ကာဝယ်ဆောက်ရှောက်ပေးသွားကြဖို့တိုက်တွန်းပါတယ်တဲ့။ဆိုတော့ အခုလက်ရှိလက်နက်ကင်တိုက်ပွဲဝင်နေတဲ့နော်ဂျမ်ဖက်ဖွဲ့စည်းတွေစူဘူးလုံးကျော်အောင်ကြွနေတဲ့သူတွေဒါတွေအကုန်လုံးလက်နက်ကင်တိုက်ပွဲတွေရပ်ပေးကြဖို့တိုက်တွန်းတာရပ်ပေးကြဖို့တိုက်တွန်းတာရပ်အဲ့လိုရပ်ပေးမှသူကလည်း ceasefire လုပ်လို့ရမှာဒီဘက်ကမရပ်ဘူးဆိုရင်ဒီဘက်က ceasefire လုပ်လို့မရဘူးတပ်မတော်ကကြတော့ ceasefire လုပ်မယ်လို့ဒီနေ့တနက်တန်တစ်ချက်မအောင်ဖောက်နေဆိုရင်တပ်မတော်တစ်ချက်မအောင်ဖောက်ဘူးတပ်သွေးတန်တန်တပ်မတော်ကတပ်မတော်အမိတ်တိုင်းတိုင်းလိုက်လာတယ်ဟိုအောက်ခြေစစ်သားလေးရအစတပ်မတော်ကမင်းတို့ရက်ဆိုရင်အောက်ခြေထိအဲ့အမိတ်ကစစ်သားလေးသေးသေးစီရောက်တဲ့နေ့အဲ့စစ်သားတနက်ကိုလုံးဝ ကင်ထားလိုက်မှာမဖြစ်ဘူးဒါပေမဲ့တိုင်းသားလက်နက်ကင်ပြီးခံထားတဲ့အဲ့ဒီလက်နက်ကင်အဖွဲ့အစည်းတွေကြတော့မင်းတို့ရလိုက်ကြပါလို့ပြောရင်အောက်ကလုံးချန်လို့တာဘာလို့ဆိုတော့ခင်ဗျာ KNU ပဲကြည်နော် KNU ပဲကြည်ဥပမာ290ကျော်စစ်တပ်နဲ့ရှင်ပိုင်တက်လာတဲ့အဖွဲ့အစည်း290ကျော် KNU ပဲကြည်ပြောတော့ဒါတို့ကတို့ဩဇာကြီးသူလို့အထည်ကြီးပြလို့မန်ယူအသင်းလို့လို့ဘာလို့လို့ ਨੇ နော်ပြောရရင်တော့ဆိုတော့ဘာလို့ဆိုတော့ဟိုသူ့အောက်ကနေသားများလမ်းလောက်တာ25ကိုတတ်တာဟုတ်မင်းမလောက်အောင်လို့ပြောတယ်တတ်တယ်ဟိုကတတ်တဲ့အတွက်မင်းကိုအေးအေးယူမယ်ပြောတယ် လာခဲ့လို့ခေါ်တယ်မလာဘူးလို့ပြောပြီးပြောတယ်ငါငါတစ်သိန်းထောင်တော့ကွာလုပ်တယ်မထိန်းနိုင်ဘူးအဲ့တော့သူတို့ကသူတို့ professional army ဖြစ်ချင်သေးတယ် standard army ဖြစ်ချင်သေးတယ်သူ့လူတော်သူမနိုင်ဘူးစော်တော်လေးလို့ပြောလိုက်ရင်ပရွက်နဲ့ရွက်နဲ့ပြောလိုက်ရင်အဲ့လိုအကြီးကြီးတွေပြောတာသူ့လူတော်သူမထိန်းနိုင်ဘူးစော်တော်နီပရွက်နဲ့ရွက်နဲ့ပြောတာပြောနေတာအဲ့နေရာမြောက်အရေးယူတာလေးပဲမင်းမှန်အောင်လုပ်ပြကြည့်ပါအောင်လို့ပြောရင်အဲ့ကောင်တွေပါသက်ပိတ်သွားတယ်မင်းအကြီးကြီးတွေပြောမနေနိုင်ငံတော်အဆင့်ကိုပြောမနေနဲ့မင်းတို့မအောက်မှာလုတ်သွားတဲ့နေရာမြောက်ရဲ့လုတ်ရက်ကိုပဲမင်းအရေးယူကြည့်ပါအောင်နေရာမြောက်ကိုပဲအရေးယူလေးရအောင်လုတ်ကြည့်ပါအောင်လို့ပြောကြည့်စော်တော်နီပါသက်ပေါက်ကြီးကဘယ်နာပြောမှမသိဖြစ်သွားလိမ့်မယ် ဘာလို့ခင်ဗျကို့မှာရှိနေတဲ့ဒီမတရားမှုကိုတော့အေးအေးယူနိုင်တဲ့အဆင့်တန်းမျိုးမရှိဘဲနဲ့များကို့အောက်ကလူကတော့အေးအေးယူနိုင်မှုမရှိဘဲများဒီကနိုင်ငံတော်ခေါင်းဆောင်တွေကိုလာပြီးသူပျော့နေရတယ်ပြောသေးတယ်ဆိုတော့အဲ့ဒါမျိုးပြောချင်တာနမူနာအဲ့တော့လက်နက်ကိုင်တွေဖွဲ့စည်းနေပါသူတို့မှာမရဘူးဆင်ကဲဝါတွေကသူတို့မှာမရှိဘူးထင်တိုင်းကျဲတာပဲထင်တိုင်းကျဲတာပဲအဲ့တော့ဘုဇုံမကြီးကပြောတာရှင်းရှင်းလေးရက်ကြပြီရက်ပေးကြဖို့သူမင်းတို့တစ်ဖက်ကရက်လိုက်တော့မှဘုဇုံမကြီးတို့ကလည်းโอเค6 5လောက်ကြမယ်ဆိုပြီးအမှဒိတ်ဆို6 5လောက်တဲ့ခါကျတော့ဘာဖြစ်လဲပြည်သူတွေကအေးအေးဆေးနေနေရမယ် နံပါတ်1စီးပွားလို့ရတာတဲ့ပြည်သူအေးစေးနေရမယ်နှစ်ဖက်စလုံးမှာရှိတဲ့ပြည်သူအေးစေးနေရမယ်နှစ်ဖက်စလုံးမှာပြည်သူတွေကဥပမာလေးလေးပြောရရင်နှစ်ဖက်စလုံးမှာလက်နက်ကိုင်ပုံကန်သူတွေရဲ့နေမြေထဲမှာကြောက်ရွံ့နေတဲ့ပြည်သူတွေကရောတက်မတော်ရဲ့ထိချုံအောင်မှာကြောက်ရွံ့နေတဲ့ပြည်သူတွေရောနှစ်ဖက်စလုံးမှာရှိတဲ့ပြည်သူတွေဟာအေးချမ်းစွာအသက်ရှင်ခွင့်ရသင့်တာမဟုတ်ဘူးလားမရသင့်ဘူးလားခင်ဗျာသင်သာစဉ်းစားကြည့်သာတက်မတော်ဘက်မှာရှိတဲ့ပြည်သူတွေတက်မတော်ရဲ့အောက်မှာရှိတဲ့တက်မတော်အုပ်ချုပ်အောက်မှာရှိတဲ့ပြည်သူတွေကလည်းအေးချမ်းစွာအသက်ရှင်သာခွင့်နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရသင့်တယ်လို့ PDF အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဒီအုပ်ချုပ် PDF တွေထိတ်ချုပ်ထားနိုင်တဲ့နည်းမြေတွေခြေဝါတွေမှာရှိတဲ့ပြည်သူတွေကလည်းအေးချမ်းစွာနေထိုင်လုပ်ငန်းစားသောက်ခွင့်ရှိရမှာမဟုတ်ဘူးလားနှစ်ဖက်စလုံးအဲ့လိုရှိရမယ်အဲ့လိုနှစ်ဖက်စလုံးရှိဖို့ကနှစ်ဖက်စလုံးတနက်တည်းတပြင်းနဲ့တိုက်လို့မရဘူးအဲ့တော့ပုံကန်သူတွေဖြစ်တဲ့လက်နက်ကိုင်ဖွဲ့ဖွဲ့စည်းတွေကငါတို့တွေစီဖိုင်လုပ်ကြမယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့တက်မတော်လည်းစီဖိုင်လုပ်မယ်လို့ဆိုပြရင်ပြီးပြီပွဲပြီးသွားပြီအဲ့ဒါဆိုကျွန်တော်တို့လည်းလက်ခုပ်တီးလို့ရတယ်ခုကကျွန်တော်တို့ကလက်ခုပ်တီးချင်နေပေါ့လက်ညှိုးပတ်ထိုးချင်နေပေါ့လာတာကျွန်တော်လက်ခုပ်တီးချင်ပေမဲ့လက်ခုပ်တီးလို့မရဘူးလက်ညှိုးပတ်ထိုးအောင်ဖြစ်နေပြီခုခင်ဗျားတို့ခုကျွန်တော်လက်လက်ညှိုးပတ်ထိုးနေတဲ့အကြောင်းကြီးကခင်ဗျားတို့လက်ခုပ်တီးချင်လို့လက်ညှိုးထိုးနေတာ လက်ခုပ်တီးရတဲ့နေ့ရောက်ချင်လို့လက်ညိုးတွေထိုးပြီးပြောနေတာအဲ့ဒါလေးကိုနားလဲကြဖို့လိုတယ်သက်ဆိုင်ရာနှစ်ဖွဲ့သုံးอ่ะအဲ့တော့ပြောရရင်ဗိုလ်ချုပ်ကြီးကန့်လန့်တာကောင်းပါလေသူဒီသူဒီလိုပြောတာအေးရရကြပါအပြည့်ကြပါသူပြောတာကောင်းတာပေါ့ဗျာဒါလက်ခံမဲ့ကိစ္စပဲဟေးတတ်ကြမှာကွာထားရမှာကွာလို့ပြောရင်တော့ကျွန်တော်ကန့်ခွန်မှာပေါ့ခုက तू ကရက်ကြပါဆိုပြောတာကောင်းတဲ့ကိစ္စကိုကောင်းတယ်ပဲကျွန်တော်ပြောမှာပဲရှင်းရှင်းလေးဒါကကောင်းတယ်ရက်ကြပါလို့သူပြောတာကောင်းတယ်ရက်ကြပါလို့မပြောဘဲတတ်ကြမှာကွာဆိုရင်တော့ကျွန်တော်တို့လည်းဘုချုပ်ကြီးကိုပြောမှာပေါ့ဗျာဝေမှာမလိုက်မှာတဲ့စောပြမှာပေါ့ခုကရက်ကြပါလို့သူပြောတာ ဒါကောင်းတဲ့ကိစ္စပဲเนาะဒါလေးကကိုရတို့ဟိုတာမန်ချင်းကပြူလက်ထက်ရောက်ဖို့အသင့်ပါတယ်ပြီးတော့နှစ်ဖက်လက်နက်ကိုင်အဖွဲ့စည်းအကုန်လုံးဟာစဉ်းစားကြဖို့လိုတာကကိုကိုအုပ်ချုပ်တယ်ကိုထိန်းချုပ်ထားတဲ့နေမျိုးအောက်မှာရှိတဲ့ပြည်သူတွေကြီးလန့်သာသာဘဝနေနေရတာကြီးကနေနေရတာကြီးကမမျှတဘူးဒါကြီးကမဖြစ်သင့်တော့ဘူးဆိုတာတော့ခင်ဗျားတို့ကကိုကျင်းစာတရားဝင်ကြဖို့လိုပြီသူသဖြင့်လက်နက်ကိုင်ပုံကွမ်းသူတွေရဲ့အုပ်ချုပ်တဲ့နေမျိုးရောက်နေပြည်သူတွေရဲ့ဘဝပိုကြီးလန့်သာသာဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့ကနေလားညလားမသိဘူးစစ်တပ်ကလာလေရင်နဲ့ကျဲမလား ီက PDF တွေကခေါ်ပြီးတတ်မလား EO တွေကခေါ်တတ်မလားဆိုတော့ကြောက်နေရတဲ့ဘဝထဲမှာရှိတာကျန်တာပြောနေခင်ဗျ PDF ချင်းချင်း PDF နဲ့ EO တွေချင်းချင်းတော့အချင်းချင်းကြောက်ရတဲ့ဘဝရောက်နေပြီဘာဖြစ်လဲသိလားအခုဖြစ်စဉ်တခုနောက်တစ်ခုတော့ပြောပြမယ်ခင်ဗျားတို့တိုက်ဆိုင်ကဆက်ပြောပြမယ်ဒါဒါခွင်းဆက်ကိုဆက်ပြောတာ PDF တွေကိုပလောင်တွေကဖမ်းပြီးတော့သူတို့ရဲ့ပိုင်ဆိုင်ကိုတိမ့်ပလိုက်တဲ့ဇလန်းတခုဘာမှဖြစ်သွားလဲဆိုကုတ်ခိုင်မှာဖြစ်သွားတယ်ကုတ်ခိုင်မှာဖြစ်သွားတယ်ဘယ်နေ့ဖြစ်တာလဲဆို16ရက်နေ့ကဖြစ်သွားတာ16ရက်နေ့က16ရက်နေ့နေ့လယ်ပိုင်းလောက်မှာ နော်၃နိုင်လောက်ပါတယ်ကွက်ခိုင်မြို့မှာရှိတဲ့စားသောက်ဆင်ဆိုင်မှာဝင်ပြီးတော့နားနေတဲ့ PDF အဖွဲ့ကွက်ခိုင်ဆိုတာပလောင်အုပ်ချုပ်တဲ့ပလောင်နေထိချုပ်ထားတဲ့နယ်မြေတဲမှာရှိတယ်အဲ့တော့ PDF အဖွဲ့တစ်ဖက်သူ့ဟာသူစားသောက်ဆင်မှာစားနေတာ၁၆ရက်နေနေလေအဲ့အချိန်မှာရွှေပွင့်လာမှတော့အဲ့ PDF ကလည်းစကိုင်းဘက်ကနေတက်လာတာရှင်းမတော့အချိန်လေးရဟိုဘက်ကိုတက်ပြေးသွားတယ်သဘောတူတယ်အဲ့ရောက်ပြီးတော့အဲ့မှာထိုင်ပြီးတော့စားနေတာဆိုင်နံမရအောင်ချမ်းသာစားသောက်ဆိုင်နံမရအဲ့ဆိုင်မှာဝင်စားနေတဲ့အချိန်မှာ PDF အဖွဲ့စားနေတဲ့အချိန်မှာ၁၀ရောက်လောက်ပေါ့ထိုင်စားနေတဲ့အချိန်မှာ TNL အဖွဲ့တွေဝေါ်နဲ့ကားတွေရောက်ချလာတယ်ရောက်ချလာပြီးတော့ဝေါ်နဲ့မြေတောင်မလုံနဲ့ဘာညာဆိုအကုန်လုံးဂုံးစိန်ဖမ်းသွားတယ် ဖမ်းသွားပြီးတော့ကိုက်ခိုင်မှာရှိတဲ့သူတို့ရဲ့စခန်းကိုခေါ်သွားတယ်တိတ်လိုက်တယ်အဲ့တော့ PDF တွေလက်ထက်မှာလက်နက်ခဲယမ်းတွေရဲ့ဒီဒီငွေတွေရဲ့ Starling set တွေရဲ့ပေါင်းရင်တိတ်ထောင်ကျော်ဖို့လောက်ရှိတယ်တဲ့အဲ့ပစ္စည်းတွေကိုအဲ့ဒါအကုန်လုံးပါတော့တည်နေတဲ့အကုန်မှတ်သွားပြောချင်တာအဲ့တော့အဲ့လိုမှတ်သွားပြီးတော့စစ်ဆေးမှုတွေလုပ်မယ်ပေါ့ဗျာ PDF တွေမှသိတယ်ဒါပေမဲ့စစ်ဆေးမှုမယ်ကျောင်းလေးကိုဘာလို့စစ်ဆေးမှာလဲတော့မသိဘာလို့စစ်ဆေးမှာလဲတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါတော့မသိတော့အဲ့ဒါတော့ TNL ကိစ္စဒါပေမဲ့ PDF တောင်တို့မဟာမိတ်လို့ယူဆတဲ့ TNL နဲ့တော့ TNL ကဖမ်းတော့ခံရတယ်ပြစစ်စစ်ကြည့်တာမန်ပြည်သူဘယ်လောက်ကြောက်အောင် ်စဉ်းစားကြည့်လားအဖြေကစဉ်းစားကြည့်လားခဏကျွန်တော်တို့ပြည်သူဆိုရင်အဲ့ပါဘယ်လောက်ကြောက်အောင်လဲမပီဒီကတနက်ခိုင်းထားတဲ့ပီဒီကလက်နက်ရှိတဲ့ပီဒီကတို့မဟာမိတ်လို့လည်းပြောသေးတယ်ပြီးလည်းပြီးတော့အခုကိုယ်ခိုင်မှာစားသောက်ဆိုင်မှာသမင်းစားနေတဲ့ပီဒီကဆက်ရောက်ကို TNL ရဲ့အုံနေချင်းနဲ့လာပြီးဖမ်းချောက်ပြီးတော့ခေါ်ချသွားတယ်လက်နက်တွေပါကုမှသွားတယ်တနက်တွေရောပတ်စံတွေအကုန်ယူသွားတယ်စတားလင်ဆက်တွေပါအကုန်ယူချသွားတယ်ပြီးတော့ဖြည့်ရှင်းချက်လည်းမပေးဘူးဘာမှလည်းဖြည့်ရှင်းခွင့်မရှိဘူးမင်းလာမပြောနဲ့ငါတို့ကမင်းကိုဖမ်းတယ်ပဲအဲ့တော့ခါရတာပဲဟိုပလောင်နေဖမ်းတာကိုပီဒီကလည်းခါရတယ်ပလောင်နေရမ်းကားတာကိုပီဒီကလည်းခါရတယ် ပလောင်တွေရန်ကားတာကိုကိုကံနေလဲခံရတယ်ပလောင်တွေရန်ကားတာကို KIA လဲခံရတယ်စဉ်းစားကြည့်နော်ပလောင်လက်နက်ကင်ဖွဲ့ကရန်ကားတာကိုခံရတယ်အဲ့တော့ပြန်တွေးကြည့်မယ်ဆိုရင်သူတို့လက်နက်ကင်ထားတဲ့အချင်းချင်းတောင်ဒီလိုမျိုးကြီးနိုင်ငံချင်းရှိရင်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူဆိုရင်အဲ့ဒီနေပြည်မှာဘလောက်ကြောက်စရာကောင်းမလဲအဲ့ဒါကိုနေချင်းတပစစ်တပ်အုပ်ချုပ်မှာမနေချင်ဘူးဆိုလဲသွားကျွန်တော်ရှင်းပြောတယ်ကျွန်တော်ပြောတာအဲ့ဒါမျိုးသွားကြစမ်းပါကျွန်တော်ဖျောက်ပြီးတယ်သွားဝမ်းတာရမြောက်ပြီးမှာသွားစမ်းဒါကြောင့်ဒီပြည်မှာနေနေကြတဲ့ညီပိန်းအုပ်စုကိုကျွန်တော်ပြောချင်တာအတိအကျအဲ့ဒီညီပိန်းအုပ်စုနေနဲ့ မင်းတို့သိပ်ပိနေလားသိပ်ကူမှာမင်းတို့စစ်တပ်ကိုမုံနေလားမုံစမ်းပပဆက်ဆက်မုံစမ်းဟိုမှာမင်းတို့မင်းတို့ချက်ရမယ်ပလောင်နေရှိတယ်မင်းတို့ချက်ရမယ် KIA တွေရှိတယ်မင်းတို့ချက်ရမယ်ပြည်တဲ့ရှိတယ်အဲ့နယ်မြေတွေသွားတာနေအဲ့လိုလဲသူကနေလာတော့မနေနိုင်ဘူးနေတော့ဖေးအိမ်မှာနေပြီးတော့ပထွေလှန်လှန်ပြီးတော့ဟိုကပထွေတသသာနေဖြစ်နေတာသူကဘာဖြစ်လို့ဆိုဖေးအိမ်မှာနေပြီးပထွေတသသာလုံနေတာဟာဒီအကောင်နေတကယ်အဲ့ဒီကောင်တကယ်ကောင်နေနော်ဖေးအိမ်နေပြီးပထွေတသသာလုံတာအဲ့တော့ဖေးအိမ်နေပြီးပထွေတသသာလုံတာကောင်အကောင်တော့မဟုတ်မေးဖင်ချင်းတာတော့သူမသိဘူးသူတို့ကဖေးအိမ်မှာနေပြီးတော့ပထွေတသသာလုံနေတာက သူတို့မသိလိုက်တာမေးဖင်ချင်းဖင်ချင်းနေတာသူတို့မသိဘူးနော်သူတို့ဟိုပထဝီတတနေတာဒီမှာမေးဖင်ချင်းနေဆိုသူတို့မသိဘူးအဲ့တော့ခါကြရင်လေဒီညီပိန်းနေရဒီညီပိန်းနေရဒီလိုပိန်းလို့လဲစစ်တပ်ကသူတို့ချတာစော်တာသူတို့စစ်တပ်ကသူတို့အตาตาလေးကောက်စားသွားတာပိန်းဟာချင်းလို့ခံရတာခံအဲ့လိုပဲပြောချင်တယ်အဲ့တော့ဒါတွေကကျွန်တော်ဆက်ဆက်တဲ့ကိစ္စတွေကိုကိုခိုင်ကိစ္စပြောတာပြီးတော့အဲ့ပြီးတော့ကျွန်တော်တို့ဘာတွေထပ်ပြောပါမလို့ရှိလဲဆိုတော့အာအာစာကိစ္စအာစာကိစ္စကျွန်တော် ပြောအောင်ပေါ့နော်အာစာအာစာကိစ္စဆိုတော့ကအာစာက အတာဦးလားဆိုတဲ့ကောင်ပုဂ္ဂိုလ်ပေါ့နော်အဲ့ပုဂ္ဂိုလ်ကိုဟိုဟာတွေကဖမ်းလိုက်တယ်ပေါ့နော်ဟိုဘင်္ဂလားဒေ့ရှ်ကဖမ်းလိုက်တယ်ဒီကိစ္စကတော်တော်လေးတော့ဒီမနေ့ရဆိုရင်ဒါမီဒီယာကြီးမှာတော်တော်များပေါ်လွှဲရအောင်တက်လာတယ်ဆိုတော့အတာဦးလားကိုဖမ်းတဲ့ကိစ္စကိုဖမ်းတဲ့ကိစ္စကိုမီဒီယာတွေကပုံစံမျိုးစုံတော့ရေးကြတယ်ပုံစံမျိုးစုံတော့ရေးကြတယ်ဒါပေမဲ့ထူးခြားတာကအားလုံးကဒီဘက်ကဒီစစ်တပ်နဲ့ဆွဆွဆွဲကတ်တယ်ပေါ့နော်စစ်တပ်နဲ့ဆွဲကတ်တာတော်တွေ့ရတယ်စစ်တပ်နဲ့ဆွဲကတ်တော့စစ်တပ်နဲ့ဆိုင်သလားဆိုတော့မေးခွန်းပေါ့ဗျာနော်စစ်တပ်နဲ့ဆိုင်သလားပေါ့ဆိုတော့ဘင်္ဂလားဒေ့ရှ်ရဲ့သတင်းထုတ်ပြန်ချက်ကိုကျွန်တော်တို့သွားကြည့်ကြမယ်ဆိုပါစို့ပေါ့နော် ဘင်္ဂလားဒေ့ရှ်ဆိုရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာနော်အတာဦးလာကအတာဦးလာကိုတဲ့ဒီမတ်လ18ရက်နေ့မှာဖမ်းလိုက်တယ်ပေါ့နော်အတာဦးလာပေါ့ထိတဲ့ကောင်းဆောင်6ဦးပတ်သက်စနစ်သူ10ဦးပေါ့ဆယ်ဦးပေါ့နော်ပေါင်း10ဦးပေါင်း10ဦးကိုဖမ်းလိုက်တယ်ဖမ်းပြီးတော့18မှာဖမ်းပြီး17ရက်နေ့မှာရုံးထုတ်တယ်စစ်ဆေးတယ်တဲ့အဲ့တော့ဘယ်သူပါလဲဆိုအတာဦးလာနော်မိုစတက်အာမတ်ဆလီမော့ဆလီမော့လာအက်စမော့ဟူနာဟာဆန်မူနီရူဇူမန်မလီစင်ကြီး အဲ့လူတွေကလုံးဖမ်းတယ်ဖမ်းပြီးတော့သူတို့ဘင်္ဂလားဒေ့ရှ်ကရုံးထုတ်ပြီးစစ်ဆေးတာကြီးလုပ်တယ်လုပ်တော့အဲ့အချိန်မှာ45 rise ကိုအဖွဲ့စည်းကဝင်ပါတယ်အာအတာအူလာကိုစစ်စစ်တဲ့ခါကျဒီကောင်တွေကိုအာနိုင်ငံတကာတရားစီရင်မှုနဲ့ပို့အောင်စစ်ဆေးရမှာဘင်္ဂလားဒေ့ရှ်မှာဆက်ရမှာမဟုတ်ဘူးနိုင်ငံတကာတရားစီရင်လမ်းကြောင်းပို့ရမှာ ICC ICJ ပေါ့ဗျာအဲ့လိုပို့ရမယ်ဘာသာပြောတယ်ပြောပြီးရင်တချို့တွေကဘာလို့လဲဆိုတော့ဒူတာတိဖမ်းတော့လည်းဗိုလ်ချုပ်ကြီးမင်းအောင်လာရောပဲမျက်ဆောင်ထိုးတယ်အခုအတာအူလာဖမ်းတော့လည်းဗိုလ်ချုပ်ကြီးမင်းအောင်လာရောမျက်ဆောင်ထိုးတယ်သူတို့ရင်ထဲကဘာလဲဆိုတော့သူတို့ရင်ထဲကဘာလဲဆိုတော့ဗိုလ်ချုပ်ကြီးမင်းအောင်လာရောမုန်းနေမုန်းနေမုန်းနေပြောရင်းနဲ့ ကြိတ်များကြူရင်ရလားမသိဘူးကြည့်ရတာစကားပြောလိုက်ရင်ဗိုလ်ချုပ်ဦးကြီးမရောက်နိုင်ရဲ့ဟိုမရှောင်နိုင်ဘူးဘယ်ဟာလာလာဗိုလ်ချုပ်ဦးကြီးမရောက်နိုင်စေဥတည်သွားတာဆိုတော့ကြည့်ရတာဗိုလ်ချုပ်ဗိုလ်ချုပ်ကြီးမရောက်တော့ကြိတ်ကြူရင်ရလားမသိဘူးကြိတ်ကြူရင်လားဗိုလ်ချုပ်ကြီးရောကြည့်ရတာဟိုကအမေစုအမေစုနဲ့ခေါ်တာခေါ်မရတဲ့ဆုံးကြတော့တို့ဗိုလ်ချုပ်ကြီးမရောက်လို့ Facebook Facebook နဲ့ခေါ်ကျင်တာလားတော့ကျွန်တော်မသိဘူးတို့ခေါ်ကျင်နေဆိုလဲခေါ်ခွင့်ပေးလိုက်ပါကိုကြီးမောင်ရပါတော့အဲ့လိုပြောလို့ဖြစ်နေတယ်။နောက်ဆိုတော့အတာဦးလာတော့ကိုကဖမ်းလိုက်တယ်။ဆိုတော့အဲ့အတွက် အာစာဘက်ကငြိမ်ကြသွားတာပေါ့တော်တော်လေး။ဆိုတော့အာစာရဲ့ခေါင်းဆောင်အတာဦးလာကို အတာအူလာကဒီပြီမမှာလုတ်ခဲ့တဲ့ဇာတ်လမ်းတွေကဒီပြီမအောင်ဆိုဒီဒီကျွန်တော်မြန်မာပြည်ထဲမှာဒီကောင်ကြီးလုတ်ခဲ့တဲ့ဇာတ်လမ်းတွေကတော်တော်ကျန်းကျန်းတန်းတန်းတွေရှိတယ်ဟိုတော်တော်တတ်တတ်ဖြတ်တဲ့ဟာတွေရှိတယ်ပေါ့ဗျာဆိုလိုတာဒီအာစာကအတာအူလာကဒီမောင်းတော့မှာရှိတယ်ဟိန်သူတရားကျော်တတ်ဖြတ်မှုမှာသူတာဝန်ရှိတယ်လို့အကြမ်းဖြင့်ကျွန်တော်သိရတယ်နောက်ဒီဘင်္ဂလီတွေတချို့ဘင်္ဂလီတွေကိုအပေါ်မှာဖိနှိပ်ချုပ်ချယ်မှုအကြီးကျယ်လုပ်တယ်ပေါ့ဗျာအဲ့တော့ဒီကောင်တွေအပေါ်မှာ ICC ကလည်းလေ့လာနေတယ် တခြားသောဒီနိုင်ငံကအဖွဲ့အစည်းတွေ MSTI Amnesty International လို့ဟာမျိုးတွေ International Crisis Group လို့ဟာမျိုးတွေအဲ့ဒီအဖွဲ့တွေအကုန်လုံးကလည်းဒါဒီကောင်ကိုစောင့်ကြည့်နေဆိုတော့အတာအူလောက်ဖမ်းတာကနော်ပွင့်လင်းပြောရင်တော့အာဆာနဲ့ဒီဘင်လီအတွက်တော့ဒီအချမ်းဖက်ဘင်လီချမ်းဖက်အုပ်စုတွေတော့တော်တော်လေးတော့ရင်ပူစရာကောင်းတယ်ဒါပေမဲ့လည်းအတာအူလာဘက်ကတော့ဒါကိုဘလို့ရှင်းထုတ်မလို့တော့ကျွန်တော်မသိဘူးအတာအူလာတော့ဒါဒီတိုင်းသွားရင်တော့တေးတန်းသို့မဟုတ်ဒဏ်ကြီးကြီးမားမားခံရနိုင်ရရှိတယ်နိုင်ငံကမှာသို့တော့အဲ့ဒါကိုစစ်တပ်နဲ့ဆိုင်တယ်လို့ဆွဆွဲပြောဆိုနေရတော့မဆိုင်တဲ့အပေါက်ကိုတော့ဂလိုင်းနဲ့ခောက်တယ်လို့ပဲနော်ကျွန်တော်မနေ့ကပြောသလိုအစောလေးကဂျပန်မှာကျွန်တော်ကမြန်မာပြည်မှာ ဲ့လိုဖြစ်နေတယ်နော်အစောလေးကဂျပန်မှာကျွန်တော်မြန်မာပြည်မှာဒါပေမဲ့ကျွန်တော်နဲ့အစောလေးကိုခင်ဗျားတို့ကထင်ကြတယ်ဟုတ်ဘူးကျွန်တော်တို့မဟုတ်ကြပါဘူးဘာမှမဟုတ်ပါဘူးနော်မဟုတ်ပါဘူးမရှိပါဘူးအဲ့လိုပြောအောင်ဖြစ်တယ်နော်ခင်ဗျားတို့ကကိုယ်ကဘာဖြစ်နေလဲဆိုတော့တခုဆိုရင်မဆိုင်တဲ့ဘက်ကိုဂလိုင်းနဲ့ဆောက်ဆောက်ဂလိုင်းနဲ့ဖောက်ဖောက်ပြီးတော့ဗာလေမဆိုင်တဲ့ဘက်ကိုဂလိုင်းနဲ့ခောက်ပြီးတော့ဆွဆွဲနေလို့ဆွဆွဲနေကြတာပြဿနာအဲ့လိုဘယ်လိုဆွဆွဲလဲဆိုအခုဒီနေ့ဆိုရင်နာမည်ကြီးနေတယ်တော်တော်ဒီနေ့တရင်ဘလောက်ပြီးတော့ခမတို့စိတ်ဝင်စားတာဟိုအားမလားဟုတ်တယ်မလားဟိုအားမလားဟုတ်တယ်မလားကျွန်တော်သိတယ်ဟုတ်တယ်မလားဟိုအားမလားဟိုအားလေသိရမလားဟိုအားဆိုတာချလို့မဟုတ်ဘူးเนาะဟို ဗာလဲကျွန်တော်တို့ခေးလေးခေးလေးခေါ်တာဗာဘာလေးခေးလေးလဲဗာလေးဆိုလားဗာလေးလဲအဲ့ခေးလေးဆိုလားခေးလေးဆိုလားနော်အဲ့အဲဘာလဲဝေဝရီလွယ်မျိုးရုံးရီလွယ်ဥလုံမှုသမီးရုံးရီလွယ်မိုးနဲ့နေရှိသေးအောင်ဆိုပြီးတော့မှတရင်နေပွက်လို့ရရင်ခင်ဗျားတို့အဲ့ဒါပဲစိတ်ဝင်စားကြလိမ့်မယ်နော်ဟိုလူနည်းကဟုတ်မဟုတ်တော့ကျွန်တော်တို့မသိဘူးခင်ဗျားတို့ပြောတာနဲ့ပဲကျွန်တော်တို့ကဟုတ်တယ်လို့ကျွန်တော်တို့အောင်ထင်လာတယ်ဟိုတည်းကဟုတ်မဟုတ်ဘူးတို့တွေကတော့တရားဝင်ဝင်ခန္ဓာမောခန္ဓာမရှိသေးပေမဲ့ ဒီလောက်ပွက်လို့ရအောင်တက်တော်လေး Facebook လေးနေရာပေါင်းစုံမှာပွက်လို့ရအောင်တက်လာတော့ကျွန်တော်တောင်ကပဲခုံများဟုတ်နေသလားမသိဘူးကျွန်တော်တို့အတွေးဝင်လာတယ်ခါတော့အဲ့ဒါစိတ်ဝင်စားတယ်မလားကျွန်တော်တို့ကတော့အဲ့ဒီလိုကိစ္စတွေထက်တိုင်းပြည်ရဲ့ဘဝကိုစိတ်ဝင်စားပါတယ်တိုင်းပြည်ရဲ့ကံကြမ္မာဘဝကိုကျွန်တော်တို့စိတ်ဝင်စားပါတယ်ဒါပေမဲ့လည်းဟိုရုပ်ရည်လွင်မှုအနေနဲ့လည်းဒီလိုမျိုးဖြစ်သွားလို့ဖြစ်သွားမယ်ဆိုလည်းဒီဒီချင်းတော့ကံကောင်းပါစေလို့ပဲကျွန်တော်တို့လှမ်းဆူတောင်းပေးရမှာပဲဒါရှင်းရှင်းလေးပဲเนาะအဲ့လိုဆူတောင်းပေးရမှာဒါကကောင်းတဲ့ကိစ္စလို့ပဲကျွန်တော်ဆူတောင်းပေးချင်တာပဲเนาะဒါကတော့အဲ့ဒါပဲစိတ်ဝင်စားမယ်ဆိုတော့ကျွန်တော်ကတိလို့ထည့်ပြောတာเนาะထည့်ပြောတာကျွန်တော်ထည့်ပြောတာเนาะ တော့ပုံလည်းပြောရင်ဟိုတိုင်းပြည်နဲ့ရှင်လာရင်ကို့အမျိုးဝင်ဖြစ်လင်ကစားကို့မိသားစုဝင်ဖြစ်လင်ကစားတိုင်းပြည်နဲ့ရှင်လာရင်ဘု து မျက်နှာကြည့်ဖို့မသိဘူးတိုင်းပြည်နဲ့ရှင်လာရင်ဆိုကြပါစို့ဗျာကဲထားပါတော့အများကြီးပြောပါဦးကဲကျွန်တော်ကကတော့ဟိုနမူနာပေါ့နော်ကျွန်တော်နိုင်ငံတော်တမနာဖြစ်လာရင်ဆိုပါစို့ဒီမှာပြရကျွန်တော်နဲ့ပတ်သက်သူတွေကကျွန်တော်မိသားစုဝင်ဖြစ်နေတဲ့သူတွေကတခြားမျိုးနွယ်စုကတခုပဲလို့ကြောက်ချင်ဆိုပါစို့ကျွန်တော်အဲ့မျိုးနွယ်စုမျက်နှာကိုကျွန်တော်ကြည့်ဖို့မလိုပါဘူးတိုင်းပြည်နဲ့ရှင်လာရင်အဲ့မျိုးနွယ်စုမျက်နှာကြည့်ဖို့မလိုဘူးသူ့မျက်နှာကြည့်ပြီးတော့အဲ့မျိုးနွယ်စုကိုရဲ့ရန်ကားမှုကိုကျွန်တော်တို့ရှော့ပြီးလို့မရဘူး ရှင်းရှင်းလေးပြောရတာဒါနမူနာပေးတာပေါ့နော်ဒါကျွန်တော်ကိုကျွန်တော်ပေးတာတမယောင်ပေးကျွန်တော်ကိုကျွန်တော်ပေးဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ကတမရတယောက်ဆိုရင်ကျွန်တော်ကခေါင်းတော်ဆိုရင်ကျွန်တော်နဲ့ပတ်သက်သူရဲ့မိသားစုကျွန်တော်ပတ်သက်သူရဲ့ဟိုဘက်အတိုင်းပိုင်းကအဲ့လိုမျိုးနိုင်ငံတော်ဖြတ်လို့ဖြည့်စီလို့တဲ့ပုံကန်တဲ့လူတွေကိုကျွန်တော်တို့ဒီဘက်ကဟိုရဲဆက်တတ်ဖြတ်တတ်ဖြတ်မှုကြီးကျလို့တယ်အဲ့ကောင်အချမ်းဖတ်ဆိုအချမ်းဖတ်လို့မျိုးနေနေရမယ်လူမျိုးရေးမကြည့်တော့ဘဲနဲ့ဒါအချမ်းဖတ်သမားမှုလို့နေနေတာဆိုတော့စိတ်နဲ့ပြတ်သားသွားနေနေရမယ်ဒီနေရာမှာ ကျွန်တော်ပွင့်လင်းပြောရင်တော့ဟိုဂျင်ဂျစ်ခံပြောခဲ့တဲ့ဇကားလေးတစ်ခုံကိုလည်းကျွန်တော်ဒီနေရာမှာအဲ့ဇကလုံးကိုထည့်ပေးခြင်းနဲ့နိုင်ငံခေါင်းဆောင်တွေစဉ်းစားတတ်ဖို့ပြောတာပါဂျင်ဂျစ်ခံကဘာပြောသွားလဲဆိုတော့ကျွန်တော်အလွတ်မရလို့စာအုပ်ကြည့်ပြောမယ်နော်ရတယ်မလားဂျင်ဂျစ်ခံကဘာပြောလဲဆိုတော့ तू က तू ပြောတဲ့ဇာတ်တော့စာလို့ပြောတာပေါ့ဒီဘက်ခေတ်ဇကားနဲ့မတူဘူး तू က तू ရန်သူတွေကို तू ရှင်းတဲ့ခါမှာ तू ကဘာပြောလဲဆိုတော့တင်ဟာတဲ့တဲ့ဖျားသခင်မကြိုက်မနစ်သက်တဲ့အလုပ်ပြမှုအပြစ်တစ်ခုကိုပြုလုပ်ထားတာကြောင့်မလို့ငါနဲ့ရန်သူတို့ဖွဲ့ရင်ဆိုင်နေရခြင်းဖြစ်တယ် ူပြောတဲ့စကားနော်ရမ်းမိုက်တယ်အဲဒါဆိုဟိုအဲ့ပြောတဲ့စကားလေးဂျင်းချစ်ခံပြောတဲ့စကားအတမိုင်းမှာတမိုင်းတွင်တယ်အဲ့စကားအဲ့တော့ကျွန်တော်တို့ဒီဘက် version နဲ့ပြောမယ်မင်းကမင်းကိုးကွယ်တဲ့ဘုရားသခင်မကြိုက်တဲ့အလုပ်ကိုလှုပ်ထားအပြစ်တစ်ခုကိုမင်းလှုပ်ထားပြီလို့ငါလိုလူနဲ့မင်းရင်ဆိုင်ပြီးတော့တိုက်ပွဲဝင်နေရတာဖြစ်တယ်ငါလိုကောင်နဲ့မင်းတွေ့ပြီးတော့မင်းဒုက္ခရတာဖြစ်တယ်အဲ့တော့ငါကမင်းတို့ဘုရားသခင်ကိုးစားလာပြီးမင်းတို့ကိုအပြစ်လာပေးတာဆိုအဲ့တဘောမျိုးတီကိုသူက ရင်းချခံပြောခဲ့တာအဲ့လိုဆိုအဲ့တိုင်းပဲနိုင်ငံကောင်းဆောင်အုပ်ချုပ်တဲ့သူတွေကလည်းအဲ့တိုင်းပြောရမယ်အပြစ်လုထားတဲ့အတွက်မင်းတို့ထဲကဒီသူဟာအပြစ်လုထားတဲ့မင်းတို့အပြစ်လုထားတဲ့အတွက်အဲ့ဒီလူကိုငါတို့အရေးယူတာဖြစ်တယ်ပြစ်ဒဏ်ပေးတာဖြစ်တယ်ကြံတဲ့သူတွေပေါ်မှာငါကညှတာထောက်ထားမှုတက်ညာမှုပြမယ်အပြစ်လုထားတဲ့ကောင်ပေါ်မှာတော့ငါတို့ညှတာထောက်ထားမှုပေးစရာအကြောင်းလုံးဝတပြားသားမှမရှိဘာကြောင့်လဲဆိုငါနိုင်ငံကောင်းဆောင်ဖြစ်တယ်လို့ဆိုစိတ်မျိုးထားပြီးတော့နှလုံးသွင်းပြီးတော့လုပ်ရမှာအဲ့တော့လုတ်လုတ်ရတိုင်းဒီနိုင်ငံအတွက်လုတ်တာဆိုရင်မှန်တယ်လို့သာမှတ် နိုင်ငံအတွက်လို့ရင်မှန်တယ်ကိုချိုးအတွက်လို့ရင်တော့ဗျာခင်ဗျားလည်းကျွန်တော်ချက်ချင်းခပ်လိုက်မှာပေါ့နိုင်ငံအတွက်လို့ရင်မှန်တယ်ကိုချိုးအတွက်ဆိုရင်တော့ကျွန်တော်မသိနော်ရှင်းရှင်းလေးအဲ့တော့တပ်မတော်မှာတာဝန်ထမ်းဆောင်နေတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေနော်တပ်မတော်မှာတခါလေးကြောင်လေးတပ်တပ်မတော်လေးရအရာရှိတွေတပ်မတော်လေးရလူတွေကြီးရလူတွေကြီးရလူတွေတပ်မတော်သားအရာရှိအကုန်လုံးရဲရအရာရှိအကုန်လုံးခင်ဗျားတို့အခုံးပေါ်မှာတင်ထားတဲ့တာဝန်တွေကနိုင်ငံတာဝန်နိုင်ငံတော်ဆိုတဲ့စိတ်နဲ့အလုပ်လုပ်မယ်ဆိုရင်ခင်ဗျားတို့လုပ်တဲ့လုပ်ရကအဲ့ဒါမှားရဆိုတာမရှိဘူး နိုင်ငံရဲ့တာဝန်ထမ်းဆောင်တာဖြင့်မှားရဆောင်မရှိဘူး။နိုင်ငံရဲ့ဖျက်လို့ဖျက်စီးအကြမ်းဖက်သမားတွေကိုနှိမ်နှင်းတာသည်မှားရဆောင်မရှိဘူး။ဘယ်တော့မှမှားရဆောင်မရှိဘူး။ကျွန်တော်အဲ့လိုယုံကြည်ထားတယ်။အဲနိုင်ငံကိုဖျက်လို့ဖျက်စီးလို့တဲ့ဖျက်လို့ဖျက်စီးလို့တဲ့အကြမ်းဖက်သမားကိုနှိမ်နှင်းတာမှားရလို့မခံယူထားတဲ့အတွက် ခက်လို့တာမှန်တယ်လို့ကျွန်တော်ကလက်ခံတယ်။အဲ့မှာခုနကပါလဲဆိုတော့မတော်တဆဟိုပါတီပါပော့ပက်ပါဝါရမရှိတတ်တယ်။အဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရင်ဖြစ်ပါဒါပေမဲ့ခက်လို့တာမှားနေရတော့မဟုတ်ဘူး။ဒါကိုနားလည်ဖို့လိုတယ်။တမတော်ရရှိထိပိန်ကောင်းဆောင်ဒီအစဉ်စကဲပုံကိုလေ။ဒါကိုကျွန်တော်တို့ယုံကြည်သွားပြောတာပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ ကျွန်တော်ဂျန်လက်ကြောက်ရဲ့အမြင်နဲ့ကျွန်တော်ပွင့်နေပြောတာကျွန်တော်ခေါင်းဆောင်ကြောက်ဆိုလဲဒီတိုင်းပဲလုပ်မှာအကြမ်းဖက်သမားကိုအကြမ်းဖက်သမားနေနေမယ်ပြည်သူကိုတော့ပြည်သူရင်ဝင်သားလို့အုပ်ချုပ်မှာကျွန်တော်ရှင်းရှင်းလေးပဲနှစ်ချမ်းအုပ်တစ်ချောက်ခွဲထားမှာဒီကောင်အကြမ်းဖက်သမားပဲကြီးညာမှာတရားဝင်ဒီကောင်အကြမ်းဖက်သမားပဲဒီကောင်ကိုတွေ့ရတဲ့ချိန်ဒါမှမဟုတ်အကုန်ရှင်းမယ်ငါညီညီညီခေါ်ထားတာဒီကောင်ကိုခေါ်ထားဘယ်နှချိန်ရှိပြီမရဘူးရှင်းတယ်ဒီလိုရှင်းမှာဘာကြောင့်လဲဆိုတော့မအဲ့လိုမှမရှင်းရင်ခင်ဗျာရှုပ်ကုန်မှာပေါ့မရှင်းရင်ရှုပ်ကုန်မှာပေါ့နောက်မျိုးသားတွေကိုရှုပ်ချက်ခတ်ကုန်မှာပေါ့နော်ရှင်းရှင်းလေးပဲဒါကြောင့်နောက်မျိုးဆက်ပေါ်မှာစေရနာရှိရင်ကိုချင်းစာတရားရှိရင်စာနာထောက်ထားတဲ့ရင်နော်အဲ့ဒါဆိုရင်တော့ 我里啊，小刘三百个没大完第三，的刚上的吃什么大完线。